ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးညွှန်ပြရပါကဲထီပေါက်ချင်ကြတဲ့သူတွေရှိကြလားဒါမှမဟုတ်လေထီပေါက်တလူမျိုးပို့ပါပတ်စံနေပို့ဆိုးပတ်ဆက်ဝင်ရှင်ပါဆိုတဲ့သူတွေရှိကြလားโอเคအဲ့ဒါဆိုရင်စနေနေ့တိုင်းဒီရေရာကိုလောက်ရမယ်နော်ကျွန်တော်ဒီဗီဒီယိုကိုဒီချိန်မှတင်ပေးထားမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်နောက်ပတ်ဒီနောက်ပတ်ဒီမတင်ပေးတော့ဘူးတတိပဲပေးရင်လည်းပေးမယ်နော်အဲ့တော့စနေလိုက်လို့ပေးရမယ် စနေနေ့မနက်6:45မိနစ်မနက်6:45တရှိရောက်နေတဲ့နိုင်ငံရဲ့6:45ဟုတ်ပြီနော်ဖရားစဉ်ရှစ်ဖရားကျောင်းဆောင်အိုက်ပတ်ဝန်းကျင်မှာလုပ်ရမယ်အဲ့တော့ဖရားကျောင်းဆောင်ပေါ်မှာကျွန်တော်တို့ဒီလှူဝဲပစ္စည်းတွေတင်ဖို့အတွက်ကျွန်တော်တို့ဝါလင်ပန်းလိုပါတယ်ဝါလင်ပန်းတော့မဟုတ်ဝါပန်းတော့မဟုတ်ရင်ဟိုဝါနဲ့ရက်ထားတဲ့တခုခုဝါတော့ဖြစ်နေမှုလို့တယ် အခြားအသုံးလို့မရဘူးလားလုံးဝလုံးဝမရပါဘူးဒီကဓာတ်နဲ့ဆင်ထားတဲ့ရေတရားမို့လို့ပါဟုတ်ပြီနော်အဲ့ဒီပုံမှာအဲ့ဒီဝါလင်မန်ဒီမှာအဲ့ဝါကျွန်တော်တို့ဝါလည်းရက်လုထားတဲ့ PC ပေါ့နော်ဝါလည်းရက်လုထားလက်ဒီ band ပုံမှာကျွန်တော်အရွယ်တူခွက်လေးနေနေပေါ့နော်ကိုးကွက်တီးတီးပြင်ရမယ်အဲ့ခွက်တစ်ခွက်ချင်းစီမှာထည့်ရမယ် PC တွေကိုကျွန်တော်အစင်လိုက်ရွတ်ပြသွားမယ်နံပါတ်1မြေပဲနော် မိမိထည့်ထားတဲ့ခွက်နဲ့တင့်တော်တဲ့မြေပဲဘလောက်များလဲလာမပြောနဲ့ခင်ဗျားတို့ခွက်ကိုဘလောက်သုံးလဲသေးသုံးလားကြီးသုံးလားအဲ့ဒါပါမူတည်တယ်နော်မြေပဲနံပါတ်1မြေပဲနံပါတ်2ပဲပြာနော်ပဲပြာလဲကြီးကြီးသေးသေးမမင်းနဲ့ခင်ဗျားတို့စီစဉ်ထားတဲ့ပကံစီစဉ်ထားတဲ့ခွက်အဲ့ဒါနဲ့တင့်တော်အောင်ထည့်ပြီးနံပါတ်3ပဲမုတ်နံပါတ်4ပဲပြုတ်နံပါတ်5ပေါင်မုတ်နံပါတ်6 ပဲပင်ပနမခွန်မုတ်ပါနမရှစ်ပပနမကူပြောင်းဘူးပြောင်းဘူးကိုလေအဖူလိုက်ထည့်ရမလားပြောခဲ့သူပဲခင်ဗျားတို့ကတ်ထားတဲ့ပကံနဲ့တင့်တော်တဲ့နော်ချွေထဲ့ပေါ့နော်ရမယ်နော်မြေပဲပဲပြပဲမုတ်ပဲပင်ပေါင်းပေါင်မုတ်ပဲနော်ဒီမြေပဲပဲပြပဲမုတ်ပဲပြုတ်ပေါင်မုတ်ပဲပင်ပေါင်းမုတ်ပေါင်းပပ ပြောင်းဘူးเนาะစုစုပေါင်း6မျိုးအဲ့6မျိုးတတိကိုကတ်လို့ပူဇော်ပေးရမယ်ပြီးရခါကြာရင်ခင်ဗျားတို့လက်လာပါကိုပွင့်စေတဲ့ဂါရာတွေကျွန်တော်အရှိမတင်ပြထားတာအများကြီးရှိတယ်ဒါမှမဟုတ်လေလက်ပွင့်စေတဲ့ဂါရာလို့ကိုကိုကိုယူစားတဲ့ဂါရာမှန်မှန်အားလုံးကိုရုတ်ဖက်လို့ရတယ်ဒါမှမဟုတ်လေတစ်ခုခုပေးပါလို့ဆိုရင်ကျွန်တော်ပေးမယ်အဲ့ဒါပါလဲဆိုအုံဗုဒ္ဓံဇေယံဗုဒ္ဓံတုခံဗုဒ္ဓံလာပံ ဗုဒ္ဓံဒနံနော်ပြီးွားရင်ဓမ္မံဇေယံဓမ္မံသူခံဓမ္မံလာဘံဓမ္မံဒနံပြီးရင်တန်ခံဇေယံတန်ခံသူခံတန်ခံလာဘံတန်ခံဒနံပြီးရင်သိဋ္ဌိဇေယံသိဋ္ဌိသူခံသိဋ္ဌိလာဘံသိဋ္ဌိဒနံအရှိရဟာလေးရရင်လွယ်ပါပြီ။ နော်အဲ့တော့ဗုဒ္ဓံဓမ္မံတန်ခံသိတိပြီးရင်ဇေယံသူခံလာဗံတဏံအဲ့ဒါကို အစနဲ့အဆုံးတစ်ခေါက်လို့သတ်မှတ်အဲ့ဒါကို80တစ်ခေါက်တိတိရုပ်ပေးရမယ်ပြီးရင်လက်လာပါးတွေပွန်လန်းပြီးတော့မှနော်ထီအကြီးကျယ်ပောက်ပါစေဆိုပြီးဆူတောင်းမယ်အပတ်စဉ်အပတ်စဉ်လှုပ်ပေးရတယ်လှုပ်ပေးပြီးရခါမှထီလဲကန်ဆန်းမယ်မိလို့လုံးစရာရှိတဲ့လုံးရမယ်အာလုံးတေလုံးရမယ်မွေးကြီးကိစ္စတွေလည်းဆောင်ရမယ်အဲ့ဒါဆိုရင် ထီပေါက်လိမ့်မယ်သို့မဟုတ်ရင်ထီပေါက်တလို့မျိုးပတ်စံဝင်လိမ့်မယ်နော်ဒါပြီးတော့ဒီရေရာကိုကျွန်တော်တို့ပြောရမှာဆိုရင် လောင်းစားကိစ္စတွေလုပ်နေကြတဲ့သူတွေမျိုးအဓိကထားပြီးလုပ်တဲ့နော်နှလုံးသုံးလုံးထိုးတဲ့သူတွေရှိလာမယ်နော်ဘာညာဆော့တဲ့သူတွေရှိလာမယ်ဆိုလေဒီຢာလေးတွေကိုအပတ်စဉ်လုပ်ပြီးအဲ့တော့အရန်ကန်ကောင်းလိမ့်မယ်အားလုံးပဲစင်ပြကြပါစေ